ောသေးစွာလျှောက်တာပါတယ်ဗျာဗျာတူးတယ်ကောမိကောတခုမေးချောင်းရဲ့ပြပါဗျာဩတော့ဝိပဿနာမိကောမဟုတ်ပါဗျာတချို့ဒေသတွေမှာမွေးနေ့အတွက်ရည်စူးပြီးကုသိုလ်လုပ်တာရဟန်းတန်ဃာတွေကိုစွန့်ကပ်ဖို့မိဘတွေကိုကတော်ဖို့လူဖို့မဟုတ်ပဲနဲ့မြို့ထဲမှာလေလွင့်ခွေးတွေကိုအသားငါအစိမ့်ဝယ်ပြီးသမင်းနဲ့ကျွေးတာတွေကိုတွေ့ရပါတယ်တိုးတယောက်တည်းမဟုတ်ပါဆွေမျိုးတစုညီပါပြုလုပ်ကြပါလေဗျာတပိတော့သိကျင်တာကခွေးကိုကျွေးမွေးတဲ့ကုသိုလ်ကဘယ်အတိုင်းသာတည်ရပါသလဲတပိတော့စိတ်ထဲချိုးစမ်းနေလို့အမပိုင်တိကံခွက်လုပ်ပေးပါဗျာတဲ့ အဲကောင်းပါပြီမိကောမေးတယ်ဘုန်းတော်ရေပေါ်အပြင်ကတော့ဟိုလိုတိရစ္ဆာန်တွေကိုနော်ဟိုလိုတိရစ္ဆာန်တွေကိုကျွေးမွေးရတာဘဝတရားကောင်းကျိုးပေးရတယ်နော်ရေပေါ်အပြင်မှတ်ထားပါစာပေမှာပါတာလေနော်ဟိုလိုတိရစ္ဆာန်တွေကိုကျွေးမွေးရပါလေဘဝတရားဒီအကျိုးကောင်းကျိုးရတယ်တဲ့နော်အဲဆိုတော့ဒီကောင်းကျိုးကတော့ရှိတာပေါ့ဗျာ ဒါပေမဲ့အဲ့ဒီဟိုလိုတရိစ္ဆာန်တွေလှူတာလည်းကောင်းတယ်ဥပမာရှင်းအောင်ထပ်ပြောအောင်မယ်ဖြည့်တယ်ဆိုတာပြည့်စုံအောင်ဖြည့်မှာသမင်းစားတဲ့အခါမှာဘုန်းတော်အိမ်မှာပေါ့ဒီကဒီကမှတွေတရားနာပိတ်တယ်ကိုယ့်အိမ်မှာသမင်းစားပြီဆိုရင်အမြဲတမ်းစက်တာငတ်စက်တာဝတ်တာငားနော်စိတ်စရတဲ့အတန်းငားတွေကြီးပဲချက်တာလားအချင်းရေးလို့ငပိရေးလို့တို့စရာလို့တကြအရင်ဟင်းတွေမပါဘူးလားဟင်းတစ်မျိုးတည်း မင်းဟင်းတစ်ခုတည်းပဲချက်တော်မဟုတ်ပဲနဲ့အရန်ဟင်းဆိုတာမရှိဘူးလားဘုန်းတော်ဟိုဒါမြန်မာသမင်းဆိုင်နေဆိုရင်ပူတော်များသေးနော်အချင်းနော်ချိုချင်းငန်ဆက်ဖန်ခါနော်ဟိုအညာဒေတာပကန်ဒီပါလိနော်သမင်းဆိုင်လေမြန်မာဆိုင်နေဆိုရင်နော်နံပါတ်ချင်းလက်ဖက်တုပ်ကိုမာလိုက်တာငိုင်းနဲ့စားမယ်ဆိုပြီးငိုင်းတစ်ခွက်ရချကျွေးတာမဟုတ်ဘူးနော်စိတ်သားနဲ့စားမယ်ဆိုစိတ်သားတစ်ခွက်ရချကျွေးတာမဟုတ်ဘူးဆိုင်ရ ကိုစားမဲ့ဟင်းတစ်မျိုးနှစ်မျိုးပဲပြောလိုက်တာသူတို့လာကြတာဟင်းတွေမများဘူးလားညပိတိုးစရာလဲပါတယ်အချင်းရဲလဲပါတယ်အားဆိုတော့ဒီအချင်းဟင်းတစ်ခုတည်းနဲ့လဲစားလို့အဆင်မပြေဘူးအဓိကဟင်းရာတစ်ခုတည်းနဲ့လဲအဆင်မပြေဘူးဟင်းတွေဆိုရင်တော့ပိုကောင်းတယ်ဒီခန္ဓာကိုယ်အတွက်လဲဗီတာမင်လဲပိုပြည့်တယ်ကျောင်းမကြီးလဲညီညွတ်တယ်စားတဲ့သူလဲပိုမိန်စေတယ်ဒါလေးတော့အရင်မှတ်ထားလိုရဲလို့ပြောတာဟုတ်ပြီလားခွေးကို ခွေးတွေကိုကျွေးမွေးတာဆိုတော့ဒါကုသိုလ်ရတယ်ကောင်းတယ်နော်ဒါမကျွေးမွေးရဘူးမပြောဘူးနော်ကျွေးမွေးတင်တယ်လူတွေကြတော့ကျွေးတာများတယ်ခွေးတွေကိုကျွေးရသူကနည်းတယ်လေနော်ခွေးကြတော့ဒီလိုဂီယုဒီလိုမျိုးဒါဒီလိုဒါဂီယုတဲ့ site လိုက်ကျွေးရဆိုတာရှားတယ်ရှားတော့လိုအပ်နေတဲ့ခွေးလေးခွေးလေးတွေကိုကျွေးတာဘုန်းကြီးတို့တာသူခေါ်တယ်ဝမ်းတာတယ်ဒါပေမဲ့အဲ့ဒါတက္ကနာနော်အမှန်တရားအဲ့ရလေတက္ကနာနောက်တစ်ခုကကုသကောင်းမှုပြုတဲ့အခါမှာတော့ တရားသမိုင်းပညာအားကောင်းတဲ့သူတွေကိုလှူတိုင်းရတော့ပုဂ္ဂုတို့ရတာပေါ့ဗျာလူလူချင်းတော်မှာငါမတိလာလုံတဲ့သူကိုလှူရင်ပုဂ္ဂုတို့ရတယ်တဏ္ဍကုံနဲ့ငါမတိလာဆောက်တဲ့သူကိုလှူရင်ပုဂ္ဂုတို့ရတယ်ရှစ်ပါးတိလာဆောက်တဲ့သူရင်ဆောက်တဲ့သူကိုလှူရင်ငါမတိလာလှူရတဲ့ပုဂ္ဂုတို့ရတယ်တရားချင်းတဲ့သူကိုလှူရင်မေတ္တာပွားတဲ့သူကိုလှူရင်ပုဂ္ဂုတို့ရစသည်ပြီးစသို့စသို့သွားတယ်နော်ဝေလာမတုတ်တန်ကရှိတယ်အဲ့ဒီတုတ်တန်ကနာကြည့်အဲ့ဒီအဲ့ဒီတုတ်တန်မှာပါတယ်ခွင့်ကတည်းကဘုံဘုံထဟောပေးမယ်နောက်ပိုင်းမှာအခုတော့ဒီမှာမပြောတော့ဘူးချိန်မရလို့ တိလာဓမ္မကြီးပညာအားကောင်းရင်အနစ်ချုပ်ပြောလို့တာကတိလာဓမ္မကြီးပညာအားဖို့ကောင်းတဲ့သူကိုလှူတိုင်းရင်ပိုပိုကုတူပိုရတယ်။အဲ့ဒါဘာနဲ့တူလဲဆိုဟင်းကောင်းတဲ့သူလေ။အဲဒါသမင်းစားတဲ့ကဟင်းကောင်းတဲ့သူလေ။ဒါပေမဲ့ဒီဟင်းကောင်းတစ်ခုတည်းနဲ့ရောအဆင်ပြေလားဆိုတော့မပြေဘူးဣရယ်လေးဗျာ။နော်။ဘုန်းတော်အချင်းဟင်းလေးတွေနတ်ဘက်ကျင်လေးတွေဒါတံငပိရေလေးတွေသူ့ဇာလေးတွေနော်။အဲ့တော့တမာရွက်တုတ်လေးတွေအဲဆက်ကြည့်ပြီ။ရှောက်ရွက်လေးတွေ ဒါကြီးကအဓိကဟင်းရမဟုတ်ပေမဲ့လေဟင်းတပွဲဖြစ်ဖို့အတွက်နော်မိန်မိန်စေရဲ့ဒါသမင်းဝိုင်းတစ်ခုဖြစ်ဖို့အတွက်ဒါကြီးကအဓိကသူကလည်းသူပတ်ဖို့ပေးနေတာဘုံဘုံပြောလို့လာကအစိုးမရအောင်ပြောကျင်တာတိလတ်မိုင်းပညာပုဂ္ဂိုလ်တိလတ်မိုင်းပညာအားကောင်းတဲ့သူတွေလို့ယူပုဂ္ဂိုလ်တို့ရရဆိုတော့တိလတ်မိုင်းပညာအားကောင်းတဲ့သူတွေပဲသူရမယ်လို့မဆိုလိုဘူးနော်တလာတမိုင်းပညာအကောင်းတဲ့သူရောအဓိကထားပြီးလူပေါ့ဗျာပုံကုတို့ရတယ်ဒါပေမဲ့လေတခါတလေဘုန်းတော်ကအချင်းဟင်းလေးလည်းကောင်းပါလေနော် ဒါငပိတို့စရာလေးလည်းကောင်းပါတယ်ဒါလေးလည်းပါတဲ့နေအဲ့ဒီတော့ခွေးလေးခွေးလေးလေးလည်းလူတေလာတမိုင်းပညာအကောင်းတဲ့သူတွေတော့ပို့ဦးစားပေးလူဟုတ်ပြီလားဒါဆိုပို့ပြည့်စုံအောင်အဲ့ဒါတို့ချို့ကဖြေလိုက်မယ်တချို့နားမလဲပါမလဲအဆုံးရောက်တဲ့သူတွေဟာခွေးလေးခွေးလေးစားပေးမှာကြတော့အဲ့တော့တိရစ္ဆာန်တွေလူတွေဘဝတရားပဲကောင်းကျိုးပေးတယ်တိလာတမိုင်းပညာအကောင်းတဲ့သူတွေလူတွေဘဝတိမ်တန်းတဲ့ကြီးကောင်းကျိုးပေးတယ်နိဗ္ဗာန်ပို့ရောက်စေတယ်အဲ့ဒါအကောင်းဆုံးပဲလုပ်ရမယ်ဒါကြောင့်မလုပ်နဲ့လို့ပြောရင်တော့ဆုံးရောက်သွားမယ်နော်ဟုတ်ပြီလား နားလေလားယောဂီတွေဘဘဖြစ်တာအဆုံးမရောက်စေချင်လို့နော်ဘဘကဘယ်တရားဖြစ်ဖြစ်ဘရောမအဆုံးမရောက်ဘူးတစ်ဖက်ဆိုရင်ဘရောမမဖြစ်ဘူးနောက်ဆုံးဖြစ်စဉ်လေးတစ်ခုပြောပြမယ်တေးလင်္ကာနိုင်ငံမှာဘုန်းကြီးတပါးစွန့်ဖုံးပြီးကာစားစွန့်ဖုံးပြီးပြီးချင်းပေါ့ဗျာနော်စွန့်ဖုံးပြီးပြီးချင်းခွေးပိန်မလေးတကောင်ကသူ့နာအောင်ရောက်လာခွေးလေးကပိန်ကန့်နေတာပဲခွေးပိန်မလေး ူနောက်မှာလဲခွေးတေးသေးလေးတွေကလည်းအများကြီးမွေးရတယ်။ဒီခွေးတေးသေးလေးတွေကိုနှုတ်တက်ရတော့ဒီခွေးပိမိုက်ခင်ဗျာအစာရှာဖို့လည်းအချိန်မရှိဘူးလေ။ဒီခွေးတေးသေးလေးကိုပဲနှုတ်တက်နေရတော့ခွေးတေးသေးလေးတွေကလည်းတကောင်နဲ့မဟုတ်ဘူးလေ။အများကြီးမွေးရတယ်။သူ့ကိုအစာရှာဖို့အချိန်လည်းသူ့မှာမရှိဘူး။သူ့ကိုကျွေးမွေးပြည့်စုံမဲ့သူလည်းမရှိဘူး။ဒီခွေးတေးသေးလေးတွေကိုမိဘမိသားနဲ့ဂရုစိုက်နေရတဲ့အချိန်မှာသူကိုယ်တိုင်ကလာခွေးလေးတွေကိုနှုတ်တက်နေရတယ်။ဒီခွေးပိမိုက်လေးခင်ဗျာမှာတော့ ဘာအာဟာရမှမစားရှာကြာလေပိန်လေပဲနော်မိဘမေတ္တာနော်ဒီခါမှာစစောဆိုးဖုံးပြီးကစားဆုံးအပြည့်ပြည့်စုံစုံဝဝလင်လင်ဖုံးပြီးကစားဒီဖုံးကြီးနားကိုခွေးပိန်မလေးဒီခါအမေးလေးနှံ့ပြီးအစာလာတောင်းတာနော်အစာလာတောင်းတော့ဒီဒီဖုံးကြီးဟာခွေးလေးကြည့်ပြီးရန်တနာရောတယ်အားရရန်နေပြီးတော့လမ်းလျှောက်ရင်တော့တုံရင်နေပြီနောက်မှလဲခွေးပေါက်စားတာရလည်းအများကြီးပဲ ဟာမိခင်တယောက်နေနဲ့ဒီခွေးတိတိလေးတွေကိုနှုတ်တက်ရမှာပို့တော့အာဟာရလိုအပ်တာဒီခွေးမလေးခင်ဗျာပိန်ကက်နေပြီရိုးပေါ်ရည်တင်မဲ့ဖြစ်နေအရင်တနာသွားတယ်ဒီဖုန်းကြီးကဒါပေမဲ့လည်းကျွေးစရာဘာရှိတော့သူအကုန်စားလိုက်ပြီစွန်စားပြီးမှဟာနေရလေစောစောစီးစီးလာမတော့ငါစားမဲ့သမင်းစွန်နင့်ကိုမျှကျွေးမှာပေါ့နော်ခွေးလေးကိုကြည့်ပြီးဒီစားတော့ဒီဥစဉ်လေးဒီဥစဉ်ဒီဖုန်းကြီးကစိတ်မကောင်း စားကြတယ်အကုန်စားပြီးစွန်းတပိတ်တည်းကအကုန်ဖုံးပြီးသွားမှခွေးလေးရလာတောင်းနေတော့စားကြမရှိခွေးလေးကိုလည်းကျွေးကျေတနာတနာနောက်ဆုံးပါလို့ကြံရမရတော့ကြံရမရတော့အရာနော်အရာလေချောင်းနဲ့လက်ညိုထိုးထည့်ပြီးတော့အန်အန်ကြီးလာတယ်ဒါကြီးဟိုဟိုဟိုဘက်ကကြည့်တော့ရွှေစရာကြီးပေါ့ဗျာနော်လောကဘက်ကကြည့်တော့လေရွှေစရာကြီးဒါပေမဲ့တချို့ဒီတချို့ဒီကလေးတွေလေအမေအဖေဝါကျွေးလာရင်မရှိဘူးလား ဘွားကျွေးတာပဲเนาะအဲ့ဟာပေါ့နော်အခုကတော့ဒီဖုန်းကြီးကအန်ကျွေးတာသူ့မှာကြံရမရတော့ဘူးဟာဒါကြီးကအန်ဘက်ဒီဘာရွှေစရာကြီးဘက်ကအဲ့လိုအဲ့ဘက်ကတော့မတွေးလိုက်နဲ့နော်သူ့ရဲ့စေနာမေတ္တာကိုလေကျွေးစရာမှမရှိတော့ခွေးလေးကလည်းဟွာဖြစ်နေပြီဆိုတော့နောက်ဆုံးသူ့မှာသူအခုပဲစားရတဲ့စုံးတွေကိုသူလက်ချောင်းတွေကိုလက်ထိုးထည့်ပြီးအန်လားအန်ကျွေးအန်လိုက်တော့အဲ့ခွေးပိမလေးကဂျုံစရာကြီးဘက်ကမကြည့်နဲ့သူ့ရဲ့တကုတ္တစိတ်ကိုသွားကြည့်နော် ခွေးလေးခင်များတော့အဲ့ဒါနဲ့တုတ်တာပဲသူတက်ကတော့လေအားရမ်းပြတ်နေတာလေစားစရာမရှိတာနဲ့ဆိုင်အဲ့ဒါတော့ဟိုဟာကောက်ကောက်မုံမတက်တဲ့ရှင်ဆိုင်အပူကောင်းတော့ဗျာဒါပေမဲ့အဲ့ဒါမရှိတော့လေနော်ဒါအမေလေးကိုကလေးကိုဝါကျွေးတယ်လို့ပဲပေါ့နော်အဲ့လိုပဲနှလုံးသွင်းပေါ့အဲ့ဆိုတော့ဒီခွေးပိမလေးကဒီဖုန်းကြီးအန်လိုက်တဲ့အဲ့စွန်းလေးအဲ့သမင်းလေးကိုသူကစားအားပါရစားအားရှိတော့အဲ့ဒါလေးကိုကြည့်ပြီးဒီဖုန်းကြီးကပီတိဖြစ်တာ ခွေးပိမလေးကိုအံကျွေးလိုက်ရတယ်အရာတော့သူပိတိဖြစ်ပြုံးပြီးပိတိဖြစ်တယ်အဲဒီကုတ္တကံကြောင့်လည်းဗျာနတ်တရားကြီးညိုပြီးတော့လေဒီဖုန်းကြီးဘယ်သွားသွားလှုပ်မဲ့သူရဲ့အပြစ်ဒီဆရာတော်ဘယ်သွား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 မြို့သွားသွားလှုပ်မဲ့သူတွေတန်းစီပြီးဆောင်းရတာလက်လာပဲအရန်ပေါ်သွားတာလေနော်လှုပ်မဲ့သူတွေနှိုးစော်နတ်တရားလည်းလေသူရဲ့ကုတ္တကံကြောင့်ဒီဆရာတော်ကလက်လာပဲအရင်တော့ကဒီလောက်မပေါ်ဘူးအာလှုပ်မဲ့တမ်းမဲ့သူတွေပေါ်တော့သူ့မှာ သူ့ရဲ့တရားဓမ္မရဲ့လူတန်းတဲ့ပစ္စည်းတွေကိုတခြားဘုန်းကြီးတွေကပြောင်းပြန်လူနေရတယ်။နော်။လူတွေကလည်းကြီးညိုနဲ့တရားလည်းပူကြီးညိုကြတာတဲ့။နော်။ဒီလိုမျိုးကောင်းကျိုးဒါပစ္စုပန်ကောင်းကျိုးတွေကိုရှိပါတယ်။အဲတော့ခွေးလေးခွေးလေးလေးတွေကိုကျွေးတဲ့နေပေါ်တော့ကျွေးဖို့လဲတိုက်သွင်းတယ်။ကျွေးတဲ့သူတွေလည်းကျေးဇူးတင်တယ်လေးစားတယ်ဝမ်းမြောက်တယ်တာလူခေါ်တယ်ဂုဏ်ယူတယ်။ခွေးလေးခွေးလေးပဲကျွေးရမယ်ဘုန်းကြီးတွေမလူနဲ့လို့လည်းမပြောဘူး။တိလတ်တော်ကြီးပြင်နာအကောင်းနဲ့ဘုန်းကြီးတွေလူကြီးတွေကိုလည်းလူခွေးလေးခွေးလေးလည်းကျွေး။ဟုတ်ပြီလား။ 喏，阿婶，别走老远，对，地铁线啊，我们徐州，咱们没线，来不了徐州，喏。